ခေါင်းထဲပေါ်လာတာလေးကိုဘုံဘွားပြောပြမဟာစီဆိုတော့ဘုရားကြီးရေးထားတဲ့လင်္ကာလေးတစ်ခုလည်းရှိတယ်တနေ့သုံးကဥတရာဖြင့်ချက်ခထမင်းကျွေးမွေးခြင်းထက်မယွင်းစင်စစ်နုတညစ်စာချိန်သုံးကမြတ်မေတ္တာပွားများကြိုးကြီးမှသည်ဘုရားမြတ်စွာမိန်ခွန်းတည်လို့ဆိုရည် အောက်ခသုတ်တံကိုအခြေခံပြီးတော့ရေးထားလူတယောက်ကမနှက်ခင်းမှာဓမင်းဦးကြီးတရားချက်ပြီးတော့အဲ့ဒီဓမင်းနဲ့လျော်တဲ့ဟင်းတွေပါချက်ပြီးတော့ကျွေးမွေးမယ်နေ့လည်ခင်းမှာဦးကြီးတရားညနေခင်းမှာဦးကြီးတရားတနေ့၃ခါဦးတရားဖြင့်ချက်ခဓမင်းကျွေးမွေးခြင်းထက် မယွင်းစင်စစ်နုတနှစ်စာချိန်သုံးကမြတ်မေတ္တာပွားများကြိုးကြီးမှသည်ဖရာမြတ်စွာမိန်ကုန်သည်နော်နွားနုတနှစ်စာအချိန်ကလေးပြီးညချလိုက်20ကန်းလောက်ကြာနော်အဲ့ဒါမျိုးလေးသုံးကလောက်တတ္တဝရရဲ့ပုံမှာတကယ်ကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်ကလေး ဖြူစင်တဲ့တန်ရှင်းတဲ့မြင့်မြတ်တဲ့စိတ်ဓာတ်ကလေးတတလောကကြီးရဲ့အတွက်အလွန်မှလိုအပ်တဲ့စိတ်ဓာတ်မျိုးပေါ့အလွန်မှလည်းပဲရှားပါတဲ့စိတ်ဓာတ်မျိုးဖြစ်ခဲနေစိတ်ရဲ့တဘာဝကလိုချင်နေရတာနဲ့အလိုမကျဖြစ်နေရတာနဲ့တွေးဝေးနေရတာနဲ့ပဲအချိန်ကုန်နော်လိုချင်တာဘာပြောတာတော့လောဘစိတ်တိုင်းမကျတာဆိုတော့ဘာပြောတာတော့ဒေါသ တွေးဝေးနေတယ်ဆိုတော့ပြောမောဟတတ္တဝါတွေရဲ့ပုံမှာကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်ကလေးဖြစ်ပေါ်ဖို့ဆိုတာအလွန်မှခက်ခဲတယ်တချို့တင်စားပြောကြတယ်လည်းရှိတယ်မီးလောင်ခြင်းမှာပွင့်သောပန်းရဲနေတဲ့မိကြီးကြီးတဲမှာဘရုံမာချာကြီးပွင့်နေဆိုတာမဖြစ်နိုင်တဲ့ဥပမာပေါ့နော်အဲ့ဒါလိုပဲတတ္တဝါတွေရဲ့စိတ်ဟာ ရာဂမိဒေါသမိမောဟမိတို့ဖြင့်ရဲရဲပြောင်ပြောင်တောက်လောင်နေတတဝရရဲ့ပုံမှာချမ်းသာစေခြင်းလိုက်တာကောင်းစေခြင်းလိုက်တာဆိုတဲ့ဒီငြိမ်းအေးတဲ့မြင့်မြတ်တဲ့စိတ်ထားလေးဟာအလွန်မှပေါ်ပေါက်ခဲ့၏အဲ့ဒါလိုပေါ်ပေါက်ခဲ့တဲ့အတွေ့အကြုံလည်းပဲတန်ဖိုးရှိရပါတော့နော်ဒါကြောင့်ရသော်ဗျာထမင်းဦးကြီးတရားနဲ့တရက်ကို၃ခါချက်ပြီးတော့ကျွေးမွေးလှူဒါန်းတာတဲ့ နွားလို့တညစ်စာအချိန်၃ခါလောက်မြေတံပွားလိုက်ရတာလေကဥပြီးတော့တံမှုရှိတယ်လို့အဲ့လိုဟောတာ